ခုလိုကြောင်ရင်ကြောင်အုပ်စုခန့်ကိုမနဲ့တခါညတခါအဘွားပြိကအပိုင်သိမ်းလိုက်တဲ့အဆိုတော်ပပိုအဆိုတော်ပပိုတရားမြန်မာနိုင်ငံကမင်္ဂလေးပရိသတ်တွေရဲ့အသေးကြော်ပဲလွန်လေးဖြစ်တဲ့အဆိုတော်အုပ်စုခန့်ကိုအပိုင်သိမ်းပြီးဆွဲစားလိုက်ပြီးဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဒီတဲ့င်းတွေကဘယ်ကနေပဲလို့စတင်ခဲတယ်လဲဆိုတော့အဆိုတော်ပပိုရဲ့ကိုပိုင်ရှိုးပွဲတစ်ခုကနေစတင်ခဲတာပါဒီရှိုးပွဲမှာအဆိုတော်အုပ်စိုးခန့်ကလည်း အဲ့တဲ့အဆိုတော်အနေနဲ့ပတ်ဝန်းသည့်ဆိုဖြောဖြစ်ခဲ့ပါတယ်ဒါပေမဲ့ပွဲလာကြည့်တဲ့ပရိသတ်အားလုံးကဘဇာဟောင်းတောင် ဖြစ်သွားရလောက်အောင်ကိုမြင်လူတိုင်းရှစ်တွေးဖြာသွားရလောက်အောင်ကိုဒီလိုနှစ်ယောက်စင်ပေါ်မှာတော်တော်လေးရင်းရင်းနှီးနှီးရှိနေခဲ့ကြတာပါဒီလိုနှစ်ယောက်အတူဖြောဖြစ်သည့်ဆိုနေစင်မှာတာမာလုတ်ဖို့ကင်ဘက်တွေထက်ပိုတဲ့အမှုရာတွေအကြည့်တွေနဲ့အထူးတပြေအကျဉ်းသာအနန်းတွေပေးနေခဲ့ကြတာပါဒိတ်တာတွေကမြင်ွားထစ်ထင်တွေးမြင်ခဲ့ရတာပဲဖြစ်ပါတယ် ီလိုစင်ပေါ်မှာတောင်မသိမ့်နိုင်မသိမ့်နိုင်တဲ့အရှိတေပွင့်အံထွက်နေတဲ့မြင်ကွင်းတွေကြောင့်ပဲအုပ်စိုးခန့်ရဲ့မင်းကလေးပြိတက်တွေဖန်ခဲလေးတွေဟာဆိုရှယ်မီဒီယာပေါ်မှာအသေးတွေတစ်ဖက်ဖောက်ကွဲပြီးမြင်ကွက်ပလက်ဖြစ်နေကြရတာပါဒီအဖြစ်ပြည့်တွေကြောင့်ပဲအစိုးရပပိုနဲ့အုပ်စိုးခန့်တို့ရှစ်တီတွေဖြစ်နေကြပြီဆိုတဲ့သတင်းကြီးတွေအထင်ကြီးပေးမှုတွေသတင်းတွေဟာလူမှုကွန်ရက်မှာတော်တော်လေးကိုကြမ်းကြမ်းပြန်ပြန်ထွက်ပေါ်လာခဲ့ပါတဲ့တရှိုးကဆိုတာဟာပွဲအတွက် ဟန်ဆာဘက်လောက်တာဗိတ်တက်ကိုဆွဲဆောင်တာလို့ဆိုကြပေမဲ့တချို့ကတော့သူတို့နှစ်ယောက်ရဲ့အမူအရာတွေကတရုတ်ဆောင်တာထက်ပိုလွန်းတယ်တကယ်ရှိသူတွေလို့ဖြစ်နေတယ်လို့သုံးသပ်နေကြပါတယ်။အဆိုခန့်ဆိုတာကတော့ဗိတ်တက်တွေတည်တဲ့အတိုင်းငယ်စဉ်ကတည်းကတရှင်လေးတွေဆိုရင်အမှုပညာလောကထက်ကိုဝင်ရောက်လာခဲ့သူပါဗိတ်တက်ရဲ့ရှိမှတင်အရွယ်ရောက်လာတဲ့လူငယ်လေးဖြစ်ပြီးအခုဆိုရင်အဆိုတော်လောကထက်မကဘဲရုပ်ရှင်တရုတ်ဆောင်လောကထက်ကိုပါဝင်ရောက်နေပါပြီ။အထူးသဖြင့်မယားကျွန်းဇလန်တွဲမှာဆိုရင် အဆိုတော်အုပ်စိုးခန့်ရဲ့တရုတ်ဆောင်မှုအရေးရှင်တွေကိုဒိတ်တတ်တွေက အာရပါရမြင်တွေ့ခဲ့ကြရပြီးသူ့ရဲ့ရှစ်စရာကောင်းတဲ့ရုပ်ရည်အပြုံးလေးတွေကြောင့်လည်းမိန်ကလေးပိတ်တက်တွေကတဲတဲလှုပ်အပေးဝန်းရံချင်းခံနေရသူဖြစ်ပါတယ်။ဒီလိုမိန်ကလေးတိုင်းရဲ့အသက်ဆက်လူငယ်လေးကိုမှအသေးတွေမကြာခဏခွဲတက်တဲ့အဆိုတော်ပြူကြီးမမလို့တင်စားခေါ်ဝဲကြတဲ့အဆိုတော်ပပိုကဆွဲစားလိုက်တာဖြစ်တယ်လို့ပိတ်တက်တွေကပြောဆိုနေကြတာပါ။အဆိုတော်ပပိုကတော့အားလုံးသိတဲ့အတိုင်း ောင်မြင်တဲ့ထိတ်တန်းဆိုတော့တရားဖြစ်တယ်လို့စီးပွားရေးမှာလည်းအောင်မြင်ပြီးချမ်းသာကြွားသူတရားပါပူပူဟာအလို့အရန်တော်တယ်လို့ချစ်သူလည်းများတယ်လို့နာမည်ကြီးပါတယ်ပူပူတွဲလိုက်တဲ့များချစ်သူတွေကလည်းရုပ်ရည်ချောမောတဲ့အကောင်လေးအလန်းစားတွေရှိပါပဲဒါပေမဲ့လည်းအဆိုတော်ပူပူဟာအရှိမတိတ်ကံကောင်းတာတွေမရှိဘူးလို့ဒီမှာကိုယ်တိုင်လည်းဖွင့်ဟဝန်ခံထားလေးရှိပါတယ်ဟိုတလောကဆိုရင်ဂျပန်နိုင်ငံက သူမရဲ့ရှစ်သူကောင်လေးပြီးတော့အဲဒီကောင်လေးရဲ့မိဘတွေဖြစ်တဲ့ရခမလောင်းတွေနဲ့အကြီးအကျယ်ပြဿနာတထားတဲ့အကြောင်းတွေလည်းလူမှုကွန်ရက်မှာတော်တော်လေးကြည့်ရထားခဲ့ပါသေးတယ်။အခုတော့အဲဒီဂျပန်ကရှစ်သူနဲ့အဆင်မပြေတော့ဘူးလားပျက်စဲသွားပြီလားမသိရပေမဲ့သူမတဲ့အသက်ငယ်တဲ့အိုဆိုခန်းနဲ့ရှစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းတွေကထပ်ပြီးထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီသတင်းတွေကြောင့်ပဲအိုဆိုခန်းကိုမနေ့တခါညတခါအားပွားတွေပေးပြီး အပိုင်သိမ်းလိုက်တဲ့ပုပ်ပိုဆိုပြီးပြိတက်တွေကနောက်ပြောင်ရေးသားနေကြတာဖြစ်ပါတယ်စင်ပေါ်မှာတောင်ဒီလောက်တောင်ရိုမက်တက်ဖြစ်ပြီးအနန်းတွေပြင်းနေကြမှတော့တကယ်လက်တွေ့ဘဝမှာရှစ်တူတွေဖြစ်နေပြီဆိုတာမယုံနိုင်စရာမရှိဘူးလို့ပြိတက်အများစုကမှတ်ချက်ပေးနေကြပါတယ်ပြိတက်တို့ကရောအုပ်ဆိုးခန့်နဲ့အောင်မြင်ပြီးချမ်းသာတဲ့အပြိုကြီးမမပူပူနဲ့တွဲနေကြပြီဆိုတဲ့တည်င်းအပေါ်မှာဘလို့တဘော ရကြပါတယ်လေဒီအတွဲလေးကိုရောတဘောတူကြပါတလား ။အဆိုကအတွက်နှမျောနေကြလားဆိုတာပြောသားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။